အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ The Sports Corner နေပြန်လဲကြိုဆိုရပါတယ် Premier League ပွဲစဉ်တွေက၉ပွဲပြီးတော့ပါပြီတိတိကျကျဆို၄ဘုံတဘုံဖြစ်သွားပြီပေါ့နော်အဲ့အချိန်တွင်းမှာအခု Arsenal အသင်းကအမှတ်ပေးစရာကိုပြည့်ပြည့်စုံစုံဦးဆောင်လာတယ်လက်ရှိတစ်ကမ္ဘာလုံးက Analyst တွေရော Journalist တွေရောဘလုံးဝဲဝေဖန်သုံးသပ်သူထောက်ပြသူအားလုံးကဘိုးဆွဲဖို့အတွက်နံပါတ်၁ဒါပေးထားတဲ့အသင်းဒီတစ်ပတ်မှာလည်း Crystal Palace အသင်းကို1-0နဲ့ ထပ်မံပြီးတော့ clean sheet တပွဲထက်ရခဲ့တယ်အဲ့ပွဲနဲ့ပတ်သက်တဲ့ review ကိုကျွန်တော်နဲ့ကိုချင်းကြီးတို့အတူတူကတင်ဆက်ပေးမှာဖြစ်ပါတယ်ကိုချင်းကြီးမင်္ဂလာပါမင်္ဂလာပါကုဏနာရေအရန်ကောင်းနေတဲ့အသင်းပြားသေးလားတကယ်ကျွန်တော်တို့ဟိုလိုပြောရမလဲငါတို့ champion လောင်းနေလို့အကျိန်တထောင်တထောင်ခေါ်လိုက်စမ်းဆိုတာဒါဒီယာဒီယာမှအမှန်ဗျာဒါကကျွန်တော်တို့အားလုံးနောက်ခဲ့တယ်စခဲ့ကြတယ်ဆိုတဲ့ဟာပဲဒါမဲ့စတာလည်းအတီးဖြစ်လာပြီကျွန်တော်တို့ဒုတိယ၃နှစ်ဆက်ရပြီးတော့ စီတူလည်းမဖြစ်တော့ဘူးဒီရာသီတော့အဲ့လိုမျိုးကျွန်တော်စီမှာတော့ယုံကြည်မှုရှိနေပါတော့လက်ရှိအခြေအနေအပြောင်းအလဲတွေဖြစ်လာတဲ့အကြောင်းတွေအာဆင်နယ်ရဲ့ဒီလောက်ထိတောင်တိုးတက်လာတဲ့ဟာပေါ်ကိုချင်းကြီးရဲ့ဒါခန်းစားချက်နဲ့ဒီလက်ရှိအခြေအနေတွေပြောပြပေးပါမှန်ပါတယ်ကိုနေတာခန်းစားနေရသလိုအာဆင်နယ်ပြိတ္တတွေရောကျွန်တော်တို့ဘလုံးပဲကြည်နေတဲ့ခြားပြိတ္တတွေအားလုံးလည်းထပ်တူခန်းစားနေရမှထင်တယ်ဒီနေ့တော့အာဆင်နယ်ဖြစ်တော့မယ်လို့အားလုံးကြိုပြီးတော့အဲ့ဒီ feeling လေးရနေကြတာပေါ့နော်အဲ့တော့အာဒီတာနဲ့အာဆင်နယ်ပြီးခဲ့တဲ့၃နှစ်ဆက်ဒုတိယတွေဖြစ်ခဲ့တယ်သူတို့ ်သင်ကန်းစာတွေလည်းအများကြီးယူခဲ့ပြီးပြီးဘဲတက်ကိုဘာနဲ့လှော်ရမလဲဆိုတော့ခြေနေမျိုးတွေခြေနေနဲ့လိုက်ရောညီထွေစာအာဆန်နယ်နဲ့ပတ်သက်အများကြီးပြောနေကြတယ်အခုချိန်ထိလည်းကျွန်တော်စောင့်ကြည့်ရမယ့်ဟာရှိပါသေးတယ်အာဆန်နယ်နဲ့ပတ်သက်လာရင်အများနဲ့ပြောနေကြတာကျွန်တော်စောင့်ရသည်ဒီဇင်ဘာကာလအာဆန်နယ်ရလာလေးတွေတိန့်ချော်တတ်တယ်ပြီးရာသီကုန်ကန်ဒီဒီဧပြီလို့မေလို့မှာနည်းနည်းလေးအဲ့အဲ့လားလေးတွေအဲ့ကြော်ဖြတ်ရမယ့်ဟာလေးတွေရှိသေးတယ်ဒါပေမဲ့လက်တလောမှာသူတို့ယူသင့်တဲ့အမှတ်တွေအားလုံးယူထားနိုင်တယ်ပရီးမီးယားလိမာကရှင်းပါတယ်ကျွန်တော်တို့ ရသင်းတဲ့အမှတ်တွေအားလုံးယူထားနိုင်ရင်ဒါချန်ပီယံဖြစ်ဖို့အလားအလာကောင်းတာပဲဟုတ်ကဲ့ဘယ်သင်းမှာတော့38ပွဲလုံးနိုင်မှာမဟုတ်ဘူးဒါလုံးဝသေးကြတယ်ဘယ်ရှေ့မှာလည်းမရှိခဲ့ဘူးနောက်လည်းရှိမှာမဟုတ်အခုလည်းရှိမှာမဟုတ်ဘူးအဲ့တော့တချို့ပွဲလေးတွေအမှတ်ရော့မယ်အသင်းကြီးတွေနဲ့ပွဲမှာတချို့ပွဲတွေကိုခြေစွမ်းကောင်းရမ်းနဲ့မနိုင်ခဲ့တဲ့ပွဲတွေရှိနေတယ်။တချို့ပွဲတွေခြေစွမ်းတော့မကောင်းအောင်ထားမယ်နိုင်ခဲ့တဲ့ပွဲဒီပွဲလေးတွေကစားခဲ့တဲ့ပွဲလို့တော့အာဂလီဝဲခြေစွမ်းရပြောမယ်ဆိုအာဆန်နယ်ရဲ့နောက်ပိုင်းပွဲတွေထဲမှာဒီ ခရစ်စတယ်ဘယ်လီနဲ့ခြေစွမ်းကအရင်အားရစရာမကောင်းအရင်ထက်မြက်နေတာမျိုးမဟုတ်ဘူးဒါပေမဲ့လိုအပ်နေတဲ့အချိန်မှာလိုအပ်နေတဲ့ပုံစံမျိုးနဲ့ဆက်စပီကနေဂိုးတကိုးရအောင်ယူလိုက်နိုင်တဲ့ကိုရပြီးနောက်ပိုင်းမှာအဲ့ရထားတဲ့တကူကိုဘလို့ထိန်းချုပ်အောင်လဲကောင်းကောင်းသိတယ်။နောက်ဆုံးပွဲပြီးရဲ့အချိန်ထိအဲ့လိုမျိုး1-0ဆိုတော့ narrow margin နဲ့ ugly win ကိုယူသွားနိုင်တယ်။ပွဲတိုင်းမှာကျွန်တော်ခြေဟိုရင်တော့ကျွန်တော် Arsenal ကဖြောင်းမှုပေးနိုင်တဲ့ကစားဟန်လေးပွဲတိုင်းမှာအဲ့လို ugly win မဟုတ်ဘဲနဲ့တိုင်ဘက်ကိုလုံးဝ dominate လုပ်ပြီးတော့နိုင်ပွဲရဖို့ပဲပို့ပြီးတော့ဥတီပြီးစူးစမ်းခဲ့တာ။ ဟိုနိုင်တာလေးရက်လက်ကိုနောက်မှာထားပြီးတော့အဲ့ဒီကစားပုံကောင်းပို့တွေဒိုမိနိတ်လုံနိုင်ဖို့ကိုပို့ပြီးတော့အာလုတ်ခဲ့တာပေါ့နော်ဒါလည်းတစ်ဖက်မှာတော့လုတ်တင်ပါတယ်ဒါပေမဲ့ဒီအချိန်နေမှာတော့အာဆနယ်ကပို့ပြီးတည်ငြိမ်လာပြီးပို့ပြီးရင့်ကျက်လာပြီးအချိန်နေတစ်ခုပေါ့လိုင်ယွန်းကြီးတွေပြိုင်ဘက်ပေါ်မူတည်ပြီးတော့ပေါ့ဘယ်ပြိုင်ဘက်ကိုငါတို့ဘလို့ကစားမယ်ဘယ်ပြိုင်ဘက်နဲ့တွေ့ရင်ဘလို့လုတ်မယ်ဆိုတာမျိုးလေးတွေကောင်းကောင်းသုံးချလာနိုင်တယ်ပြီးပွဲတိုင်းဒီပြမှာကျွန်တော်အာဆနယ်ရဲ့ဒီဆက်စပီတွေကနေအခွေးတွေယူလာနိုင်တာလည်းဒါ တပွဲလည်းမဟုတ်တော့နှစ်ပွဲလည်းမဟုတ်တော့ဘူးတသိန်းလည်းမဟုတ်တော့နှစ်သိန်းလည်းမဟုတ်တော့ဆိုတော့အာဆနယ်ကိုရက်တက်နိုင်ဖို့ကတော်တော်ခက်လာတယ်ဟုတ်ကဲ့ဟိုဂိုးရတဲ့အပေါက်တွေလည်းပိုဆုံးလာတယ်ဆက်စပီတွေရောတက်ကန်ဘောတွေရောအိုပန်ပလေးတွေရောပုံစံမျိုးဆိုနောက်ဆုံးလက်ပစ်ဘောကနေလည်းဂိုးတွေရအောင်ယူလာနိုင်တယ်ဆိုတော့တော်တော်လေးကိုချန်ပီယံအတွက်ပြောမယ်ဆိုရင်တော့တော်တော်အားကောင်းတဲ့ပုံစံမှာရှိနေတယ်ဘူးမှပွဲစဉ်၉ပွဲပဲရှိသေးတယ်၄ပုံပုံ၃ပုံပဲရှိသေးတယ်ကျွန်တော်ချန်ပီယံဆုအတွက်ပြောရတာတော့အရန်တော့စောနေသေးတယ်ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်ဒီကာလလေးပုံပုံ၃ပုံပါတယ်မယ်အနည်းဆုံးပြိုင်ဘက်တွေကို ်လီဗာပူးကိုဒါ6မှတ်8မှတ်လောက်ဖြတ်ထားပြီးပြီးမန်စီးတီးကို6မှတ်8မှတ်လောက်ဖြတ်ထားနိုင်ပြီဆိုတဲ့အခြေအနေမှာအာဆင်နယ်အာဒီဒါတို့တကယ်ကိုယုံကြည်မှုကအမြင့်ဆုံးအနေထားမှာရောက်သွားနိုင်တယ်မနစ်ကလည်းလီဗာပူးနဲ့အာနီဆိုအလိုပါပဲပွဲစဉ်ဒီ12ပွဲ13ပွဲလောက်မှာပဲမန်စီးတီးတို့အာဆင်နယ်တို့ငါးမှတ်တွေရှစ်မှတ်တွေအဲ့လိုစောစီးအမှတ်တွေဖြတ်ထားနိုင်လိုက်တာပြိုင်ဘက်တွေရဲ့စိတ်တပိုင်းဆိုင်ရာမှာပါလေဥโจသွားတယ်လို့ပြောလို့ရတယ်။နောက်ကနေပြန်လိုက်ရတော့မှ gap တစ်ခုကချားနေပြီးတော့ နောက်ကလိုက်ရမယ့်လူကငါတို့မှားခွင့်မရှိတော့ဘူးဆိုတော့ PR ကြီးကလည်းသူတို့မှဝင်သွားပြီရှေ့ရသွားနေတဲ့အဲမှာကျတော့သူတို့ PR အရန်ကြီးမရှိတော့ဘူးငါတို့ AC တပွဲတည်ရကြသွားလဲပြဿနာမရှိဘူးတပွဲလောက်ရှုံးသွားလဲငါတို့ OK သေးတယ်ဆိုတာမျိုးတွေအဲ့တော့သူတို့အမားခံတယ်ဆိုတော့စိတ်ကလေးနဲ့ဖြည်းဖြည်းချင်းတပွဲချင်းတီချင်းကတ်သွားရင်အာဆင်နယ်ရောဒီလက်ရှိဥဆောင်သူဘယ်အသင်းပဲဖြစ်ဖြစ်ပါအဲ့ဒီဥဆောင်သူအသင်းတွေရဲ့ဒါ advantage ပေါ့နော်အဲ့နောက်ပိုင်းမှာတော့အာဆင်နယ်အနေနဲ့ကျွန်တော်ရှေ့မှာပြောသလိုပဲဒီဇင်ဘာတော့ ရာသီကုန်ကန်ဒီဧပြီမေလတို့မှာသူတို့ဖြစ်နေကြခြေချော်မှုတွေမဖြစ်ဖို့တော့တစ်ချက်တော့သတိထားလိမ့်မယ်ဒီချိန်တိုင်းဆိုရင်တော့အာဆနယ်ကိုရက်တက်နိုင်မယ်တဲ့တော်တော်ရှားလာပြီအခုဆိုရင်ပရီးမီးယားလိမှာ၄ပွဲဆက်နိုင်တယ်ပြိုင်ပွဲဆိုမှာ၇ပွဲဆက်နိုင်တယ်ဆိုတော့အာဆနယ်ခံစစ်ကိုကြော်ပြီးဂိုးတူဂိုးလောက်သွင်းဖို့လည်းတော်တော်ခက်နေကြတယ်ရက်တက်နိုင်မယ်အသင်းလည်းမမြင်အောင်ဆိုတော့ unstory ပဲလို့တော့ပြောရအောင်ဟုတ်ကဲ့အဓိကတော့ဒက်ရှိမှာ၉ပွဲကစားပြီး၃ပွဲပေးရသေးပါတော့ဒါမော်ရင်ယိုချန်ပီယံဒါချယ်ဆီမှာဖြစ်ခဲ့တဲ့အချိန်မှာစံချေတင်15ခုပဲပြရဲဆိုတော့ကျွန်တော်တို့ဒီတမိုင်းတစ်ချောင်းမှာ ကျွန်တော်တို့ကဒီခုနှစ်တင်နဲ့ကြီးလာတာဆိုတော့ဘတော်မှမချိုးဖြတ်လောက်တော့ဘူးဆိုတဲ့ထင်တဲ့အရာတစ်ခုပေါ့နော်အာဆင်နယ် invisible season လို့ပဲအဲ့တော့အဲ့ဒီအရာကိုဒီဟာဒီမှာချိုးဖြတ်နိုင်မဲ့အခြေအနေတော့ကျွန်တော်တို့မြင်နေရပြီသုံးခုပဲပေးထားခန်းစစ်ကပြိုင်ဘက်ကတကိုးသုံးတော့ရမ်းခတ်နေရဗျာသိလားပြောချင်တာအော် in game မှာကိုမှတော်တော်ခက်နေတဲ့ဟာမျိုးတွေတွေ့ရတယ်ပေါ့နော်။နောက်ခန်းစင်ကျောင်းရဲ့စူဇီမှုနဲ့ဒီကွန်းလိုင်ကဇူဘီဘန်ဒီတို့ပါလာတဲ့အနေထားကဘောလုံးကဇူဘီမန်ဒီဒီကရိုက်စ်အတွဲနဲ့ကလုံးဝကြီးဗျာ ူ option တွေကလည်းအများကြီးရှိတယ်ဒီအဇီရိုရဲ့ဒါကိုလဲမှာကစားစားဘယ်ချမ်းမှာကစားစားညာချမ်းမှာလည်းစကာပက်ကမာတို့အကီလို့ယောခရက်စ်တို့ဒီ season ထားတဲ့ plan ပေါ့မီမီနိုတို့လည်းရှိသေးတယ်နောက်တန်းမှာလည်း mosquera ရှိတယ်နောက် hikelby ခေါ်ထားပြီးတယ်အာဒီ plan ကအရန်ကိုမိုက်တယ်ပေါ့နော်နောက်ပြီးတော့ဘယ်ချမ်းမှာတော့မှကျွန်တော် color fury ပဲတုံးတုံးဒါ louis kelly louis kelly ပဲတုံးတုံးဘသူပဲတုံးတုံးအဆင်ပြေနေတဲ့ arsenal က squad တက်မှာကိုကကျွန်တော်တို့က ချန်ပီယံဖြစ်မယ်ဆိုတဲ့ခံစားမှုမျိုးပွဲကံတဲ့အချိန်မှာပြီးခဲ့တဲ့ Crystal Palace ဆက်ပွဲမှာ Arteta ဆိုနောက်ဆုံးမိနစ်ထိသူ့ရဲ့ expression ကိုတွေ့ရတော့နိုင်လို့စိတ်ဘလောက်ပြင်းပြလဲလုံးဝတပြင်းချလုံးဝမထုတ်နိုင်သေးဘူးသူတို့လေအရန်ယူဗျာအာယုံဆိုင်နေတဲ့ဟာမျိုးအဲ့ဒါမျိုးကျွန်တော်အရန်ကိုသဘောကျတာအသင်းတွေကအသင်းကချန်ပီယံဖြစ်ချင်တဲ့စိတ်က mindset မှာပါရိုက်သွင်းပြီးငါတို့ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ဟာမျိုးဒီနှစ်မှာတွေ့လာပြီဆိုတော့ဒီအချိန်လေးအရန်အားရောက်ပါတော့နောက်ပြီးတော့ ကိုချင်းခုနကပြောလို့ဗောဒီပွဲကအာဂလီဝင်ဘာဖြစ်လို့အာဂလီဝင်ဖြစ်လဲဆိုတော့ခရစ်စယ်ပဲလေးဖြစ်တယ်လို့ဟုတ်ကဲ့ခရစ်စယ်ပဲလေးကလည်းကျွန်တော်တို့ short တွက်လို့ရတဲ့အသင်မဟုတ်ဘူးပြာသိလားမာလဲမာလဲလက်ရှိမှာလည်းကျွန်တော်အကောင်းဆုံးဖောင်ရောက်နေပြီးခဲ့တဲ့လတုန်းကဆိုရင် Oliver Glanster ကတလတာအကောင်းဆုံးနီးပြဆုတွေပါရပြီးတော့အရန်ကို high နေဖြစ်နေအသင်ပေါ့တော့ဒီလိုအသင်ကိုဒီလောက်နိုင်တာတော့ကျွန်တော်တော့မစိုးဘူးဒါမှန်ကန်တဲ့၃မှတ်ရတဲ့နဲ့၃မှတ်ကိုရအောင်ရှူသွားခဲ့ပေါ့အဲ့တော့ Arsenal ရဲ့ဒီရာဒီအခြေအနေမှာလက်ရှိအနေထားအရ တော်တို့ဒီ Quick Save Paris အသင်းရဲ့ပွဲမှာအားသာချက်လေးတွေကဘာတွေကိုပြကျင်လဲအားနည်းချက်လေးတွေရှိခဲ့မယ်ဆိုရင်ရောကိုချင်းရဲ့အမြင်လေးပေါ့ဒီပွဲမှာဟုတ်ကဲ့ပါအဲ့တော့အားသာချက်ကတော့အားလုံးပြောနေကြသလိုပဲ Arsenal ကအခု versatile ပုံဖြစ်လာတယ်ဟုတ်ဟို Yorkres ဂိုးမသွင်းတဲ့အပိုင်းလေးတွေတချို့အားမလို့အားမရဖြစ်ကြရင်ရှိကြတယ်ဒါပေမဲ့ Yorkres ကလည်းဂိုးမသွင်းဘူးဆိုရင်တိုက်စစ်မှာ ြိုင်ဘက်ကိုအလုရှုံအောင်ဖိအားပေးတယ်စွီတွေရအောင်လုပေးနိုင်တာမျိုးတွေအာဒီတာကိုလည်းချီးကျူးထားတယ်ဒါလည်းကျွန်တော်တို့မေးလို့မရအောင်ဒါပေမဲ့ဒိုင်ဆင်မူတီယောက်ကတော့ဂိုးသွင်းနိုင်တော့ပိုပါဖက်ဖြစ်တာပေါ့လေအားလေးလူနေသေးတာရှိတယ်ဒီအစည်းကအိုဒီကက်မရှိတော့တဲ့ကွက်လက်ကိုကောင်းကောင်းဖြည့်လာနိုင်တာကဒီနှစ်အတွက်တကယ်အားရဖို့ကောင်းတဲ့အချက်ပဲ။အဲ့တော့အာဆင်မာကကျွန်တော် squad deck ကအဓိကအားသာ driver ဘာတာကနှစ်သင်းစာလောက်ကိုကစားမရှိရောထက်ခေါ်ထားပြီးတဲ့နောက်မှာအာဒီတာမှာရွေးချယ်စရာ option တွေအများကြီးသွားပြီ။နေရာတိုင်းမှာသူ့မှာ option တွေအများကြီးရှိတယ်။ ကွင်းလယ်မှာဒက်လန်ရိုက်နဲ့ဇူဘီမန်ဒီကလည်းပရီးမီးယားလိရအကောင်းဆုံးကွင်းလယ်တပယ်ပိုက်ဗော်လေးကိုပြောလို့ရတယ်။ခန်းစင်ကြောင်းမှာလည်းဆာလီဘာနဲ့ပေါ့ဒါဂေဘရီယယ်နဲ့ဥဆောင်နေတယ်။တင်ပါတို့ကာလာဖီယိုတို့ကရန်ထားတယ်။ဂိုးသမားရိုင်ယာကလည်းဝေါကလက်လက်ဆွမ်းနေရှိနေဆိုတော့ဒီချိန်မှာအာဆနယ်ကဒီကွင်းလယ်ခန်းစစ်ကိုဂိုးသမားကိုကြော်ဖြတ်နိုင်ဖို့ကတော်တော်မလွယ်ဘူးဗျ။ဒါသူတို့ရဲ့အဓိကအားသာချက်ကအခုခန်းစစ်မှာကုန်ပဲ။ဟုတ်ကဲ့။ကျွန်တော်ဆိုရိုးစကားရှိပါတယ်။အကောင်းဆုံးတိုက်စစ်က နိုင်ဝဲတွေယူပေးရဆိုရင်အကောင်းဆုံးခံစစ်ကအောင်မြင်မှုတွေရှာပေးနိုင်တယ်အခုအာဒီတာနဲ့အာဆနယ်ကဒီလိုခံစစ်ကောင်းတစ်ခုကိုဖန်ပြီးပုံဖော်လာနိုင်တဲ့အကျိုးဆက်ကသူတို့အောင်မြင်မှုနဲ့လက်တကန်းကိုရောက်လာစေတဲ့အဓိကသူတို့ရဲ့အားသာချက်တစ်ခုဖြစ်လာရလို့ထင်တယ်ပြီးတော့စိတ်သက်ပိုင်းမာကြောမှုတွေလည်းပို့ပြီးတော့မြင်လာရတယ်အကျမ်းပိုခံလိုက်အရင်ကဆိုအာဆနယ်ကအဲ့လောက်ထိစိတ်သက်ပိုင်းခိုင်မာမှုပြက်သားမှုရဲရဲမှုမရှိဘူးနယ်လီထိလဲရှောက်လဲဆိုတဲ့ပုံစံမျိုးမြင်ရဒီချိန်နေမှာတော့အဲ့လိုပုံစံမျိုးမမြင်ရဘူးဘယ်မှာကျွန်တော်သိတာလဲဆိုတော့ လီဗာပူးနဲ့ပွဲတပွဲရှုံးလိုက်ပြီးနောက်ပိုင်းမှာအရင်တော့ဆိုအာဆင်နယ်တပွဲလောက်ရှုံးလိုက်ပြီးရင်တောက်လျှောက်ရက်လက်တွေကထိုးကြသွားတာအခုကအဲ့လိုမဟုတ်တော့တောက်လျှောက်ကိုလီဗာပူးနဲ့တပွဲရှုံးပြီးတော့ပြိုင်ပွဲဆိုနောက်ဆုံး10ပွဲမှာ၉ပွဲတော့ပြန်နိုင်အောင်ကစားပြရတယ်မန်စီးတီးနဲ့တပွဲလောက်ချားလိုက်မှာဖောက်ပြီးသေကြရတယ်ဒါလည်းပြဿနာမရှိဘူးနိုင်ပွဲတွေအခုမန်စီးတီးနဲ့သေကြပြီးလဲဆို9ပွဲဆက်ပြိုင်ပွဲဆိုမှာနိုင်စိတ်သက်ပိုင်းလည်းပို့ပြီးမာကျော်လာပြီးဘလူပြိုင်ဘက်ကိုမဆိုအနိုင်ယူနိုင်စွမ်းရှိတယ်ပြီးတော့အာဆင်နယ်ကစားသမားတွေတော်တော်လေးကိုပေးရှင်းဖြစ်တယ်ဂိုးမရသေးတဲ့အချိန်တွေမှာလည်းသူတို့လောပြီးတော့ ဂိုးရအောင်ယူမယ်ဟာငါတို့တော့ဖြစ်ပါမလားနိုင်ပါမလားအဲ့လိုစိုးရိမ်စိတ်တွေနဲ့ဝါရီတွေများနေတာမျိုးမတွေ့ရအချိန်တန်ငါတို့ဂိုးရမယ်ဒါအတွက်အဖြေကတော့ SSB ဖြစ်ကောင်းလည်းဖြစ်နိုင်တယ် SSB ရဲ့ Arsenal ရဲ့ဝါရီတွေအများကြီးကို short ချပေးတယ်ပြိုင်ဘက်တွေမှာကတော့ပြောင်းမြန် Arsenal နဲ့တွေ့ပြီဆိုတော့အခုကက open play ကိုအဲ့လောက်မကြောက်ပါဘူး သူတို့ထောင်းကပ်ပေါ်မပေးရဘူးကော်နာမပေးရဘူးလက်ပြပေါ်မပေးရဘူးပြစ်တံပေါ်မပေးရဘူးဆိုတဲ့စလုပ်ညီလေသူတို့မှာအများကြီးဖြစ်နေအဲ့ဒါကြီးလေစိုက်ကိုလော်ဂျင်အရာရိုက်ထည့်တာပြီးတော့ဝင်းနေမန်တယ်လတီအတင်းတဲ့နိုင်ပွဲတွေစတက်ရလာဦးနော်ကွန်နာပြောသလိုအတင်းသားအားလုံးက unity ဖြစ်လာတယ်နိုင်ပွဲကိုအရန်ဆာလောင်လာတယ်နိုင်ပွဲပေါ်မှာစိတ်တဲ့တဝမ်းလေးဖြစ်လာတယ်တကူသွင်းလိုက်ရင်လည်းနားလို့နိုင်တော့မယ်ဆိုတဲ့ခံစားမှုလေကစားမားရုံချင်မှုအရန်အားကောင်းလာတယ်။အဲ winning mentality ကလည်းအသင်းသင်းအောင်မြင်မှုရဖို့အတွက်တော်တော်အရေးကြီးရလို့ထင်တယ်။တော်တော်လေး အာဆနယ်ကချန်ပီယံဆုအတွက်ပြောမယ်ဆိုရင်တော့ဟိုဂုံတတိ10ခုလောက်မှာ9ခု8ခုလောက်ကတော်တော်လေးကိုပါဖက်ဖြစ်နေပြီဆိုတော့နောက်ထပ်တက်တည်ပြစီရာကတပွဲချင်းစီလိုက်ပဲသူတို့အလုံးနဲ့ပဲတက်တည်ပြသွားဖို့လိုတော့တယ်စကွတ်တက်လည်းအားကောင်းတယ်ဒီနှစ်ပိုအားကောင်းသွားတာကအာဆနယ်အတွက်တော်တော်လေးချန်ပီယံဖြစ်ဖို့အတွက်ပိုရေပန်းစားလာနေမှာပြိုင်ဘက်လီဗာပူးတအားကိုရော့ထွက်သွားတာပဲလေးဝက်ဆက်ရှုံးသွားတာကလည်းအားပြိုင်နေတဲ့နှစ်သင်းပယ်လည်းပြိုင်နေတဲ့အချိန်မှာလီဗာပူးရော့ပြီးတော့ကြံနေခဲ့တဲ့အတွက်ကြောင့်အာဆနယ်အတွက်က ချန်ပီယံပြေးလဲမှာအသီးသားကိုထိုးထွက်သွားနိုင်တယ်မန်စီးတီးလည်းဒီဒီဘက်ဆိုရင်ရှုံးဝဲကြုံပြီးတော့မှတ်ကအခုဆို6မှတ်9မှတ်ဆိုတော့ဒီလောက်ကာလမှာဒီ6မှတ်9မှတ်ကများတယ်ဗျအမှန်တမ်းပြောရင်ဒီလောက်ထိမဖြတ်ထားဟိုမဖြတ်ခံခဲ့တဲ့ဘူးပေါ့နော်မန်စီးတီးတို့လီဗာပူးတို့အရန်ကိုအမှတ်တွေလေးလွင့်မှုတွေများတယ်အာဆန်နယ်ကတော့တကယ်ကိုအမှတ်လေးလွင့်မှုတော်တော်နည်းပါတယ်အသင်းကြီးနှစ်သင်းနဲ့ပဲအမှတ်ဆုံးရှုံးထားတယ်ကျန်တဲ့အသင်းတွေအားလုံးနဲ့နိုင်ဝဲတွေယူထားနိုင်တယ်ဆိုတော့ဒီအချိန်တွေမှာတော့အာတီတာနဲ့အာဆန်နယ်ကိုချန်ပီယံဖြစ်ဖို့တကယ်လည်းပြောတင်နေပါပြီဒီအချိန်ကအာဆန်နယ်ရဲ့အချိန်လို့တော့ပြောရအောင် ဟောဒီအချိန်ကြလာပြီဆိုဘာနဲ့မှရှောင်လို့မရဘူးဗျာအောင်မြင်ခြင်းပဲဖြစ်ထီပေါက်ခြင်းပဲဖြစ်ဖြစ်ကန်ဆိုးခြင်းပဲဖြစ်ဖြစ်ဘယ်ရောက်မှကျွန်တော်တို့ကရှောင်လို့မရဘူးဗျာအဲ့ဒါကကျွန်တော်တို့ရဲ့ဒီကံပေါ့နော်အဲ့ဒါလေးကလည်းလူတယ်အသိအသိအောင်မြင်ဖို့ကကံကကျွန်တော်မဖြစ်မနေထဲကိုထဲရတယ်ဘာလို့လဲဆိုတော့ညံဝရိယတွေကတော့အရေးကြီးတယ်ပေါ့နော်အဲ့တော့ကံကံလေးလိုက်လာပြီဆိုရင်အဲ့ဒီသင်းကိုကျွန်တော်တို့ကနောက်ဆက်လို့မရအောင်နောက်ပြီးကိုချင်းကြီးဒီဟာတွေမှာကျွန်တော်ကိုနည်းနည်းလေးမေးထားတာလေးရှိတာပေါ့နော်အဲ့ဒီလက်ပြဘောတွေ throw in တွေကနေရတာကဟုတ်တယ် အဲ့ဒီကိစ္စလည်းတော်တော်လေးကိုကဟော့နေတာဟော့နေတာအိုဟာရာလို့ထပြောရလဲရှိတယ်အိုဟာရာမဟုတ်ပေါ့တခြားလူတွေလည်းပြောကြတယ်ဗျာဥပမာဟိုပေးမြလေးမှာဒါဟိုရင်တော့ Stoke City လို့စလုပ်ခဲ့တာဒါပေမဲ့အခုက modify နေပြန်ပြီးတော့ခင်းတဲ့ modern ball လောကမှာကအနိုင်ရဖို့ကပုံစံတစ်မျိုးနဲ့တဝေးရဲသွားနေလို့မရတော့ဘူးပေါ့အားလုံးကစမ်းသစ်လာတယ် Arsenal ကဒီထဲမှာစုံဦးဒီထွင်လည်းဖြစ်ကောင်းလည်းဖြစ်နိုင်တယ်ဒီကလေးရှူပါတော့ Adidas တို့က CSP တွေကိုပို့ပြီးအသုံးချလာပြိုင်ဘက်တွေလည်းလုတ်တယ်ဒါပေမဲ့အတို့ကပြိုင်ဘက်တွေထဲနှစ်ဆသုံးဆလောက်ထားအောင် impact ဖြစ်အောင်ပို့ပြီးလုတ်လာတယ်အခုဆိုရင် တောင်းကန်ဘောတွေမဟုတ်တော့ဘူးဒီပြစ်ဒဏ်ဘောတွေမဟုတ်တော့လက်ပြစ်ဘောတွေပါတက်ဒွေးကိုလှုပ်လာတယ်ဆိုတော့ဒီဘောမှာအာဆနယ်ကဓာကြီးကိုလှုပ်နေတာကပရီးမီးယားလိဂ်ကိုဆွဲဆောင်မှုရှိတဲ့ကစားဟန်တွေကိုရှော့ချနေတာအဲဘောလုံးပွဲတွေကိုပြင်းကြီးစရာကောင်းအောင်လှုပ်နေတာဘောလုံးပွဲတွေကိုဖျက်ဆီးနေတာဒီလိုပုံစံနဲ့သာဆိုရင်ဟိုနန်းလိပွဲတွေကိုကြည့်နေရသလိုဖြစ်တော့မှာဆိုတော့ဝေဖန်မှုတွေလည်းဒီလိုအမြင်တွေလည်းတစ်ဖက်မှာလည်းရှိကောင်းလည်းရှိနေတယ်ဗောလေအဲ့တော့ကိုနန္ဒဘယ်လိုမြင်လဲဘယ်လိုမြင်လဲဆိုတော့ပုံလင်းပြောရကျွန်တော်ပထမ ငန်းလမ်းပေါ့ပထမတော့မကြိုက်ဘူးဗျာသိလားဟာအသေးကြီးတင်းတင်းရဗျာဟိုစတုတ်စီးတီးတင်းဒုတိယစတုတ်စီးတီးဖြစ်ယာတိဆာမှလည်းပြောချင်စရာကောင်းတယ်သူက open play ကနေကိုးရောက်မကြိုးစားတော့အဲ့လက်ပြဘောနေရနေပဲကိုးရထောက်ကဘောတွေကမရဘူးကိုးရအားဆိုင်နေတာအဲ့ဒါကြီးပဲဟိုအာယုံဆိုင်ပြီးသွားတော့အဲ့ဒါကြီးကျတော့ကျွန်တော်လည်းတိတ်ကြည့်ကြည့်လို့အဆင်မပြေဘူးဗျာသိလားဘောလုံးပရိသတ်တယောက်အနေနဲ့ပေါ့နော်ဘောလုံးဝဲကြီးอ่ะဟာမဟုတ်သေးပါဘူးမင်းတို့ကစတုတ်စီးတီးရဲ့ဒါ version 2.0ဖြစ်နေပြီပေါ့နော်ဟာဒါပေမဲ့အခုနောက်ပိုင်းကျတော့ကျွန်တော်အမြင်နည်းနည်းပြောင်းလာတယ် တို့ကစားပုံကလည်းအရန်ဆိုးနေရမှာမဟုတ်ဒါပေမဲ့ open play ကနေဂိုးကလည်းရားတင်တာတွေမရတာတွေလည်းရှိတယ်မရခဲ့တာပေါ့ဒါပေမဲ့ရရှိဂိုးရထားတာတဲ့၄ပုံ၃ပုံကလည်းအနည်းဆုံး set piece ကရထားဆိုတော့လေပြောစရာကဖြစ်နေပြန်ရောဒါပေါ့အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ခုနကပြောလို့တစ်ဖက်အသင်းတွေက cycle ဝင်နေပြီဒါကျွန်တော်တို့ပြောခဲ့သလိုပဲအဲ့ဒါပြည်တယ်ပေါ်မပေးချင်တော့ဘူးပြည်တယ်ပေါ်ပေးရမှာကြောက်နေပြီ Arsenal ကိုအမြင်ပေါ့ဒါပေမဲ့အဲ့မှာအားနည်းချက်တစ်ခုရှိတယ်ပေါ့နော် အခြားအသင်းတွေရှားမယ်ဟာအဲ့ဒါတော့ကျွန်တော်တို့တော်တော်မပြောချသေးဘူး throwing ရော ကော်နာကောတေကံမောရတဲ့ free kick တွေမှာရောရှေ့ကိုကန်တင်တဲ့အချိန်မှာကျွန်တော်တို့ကလက်ပြပေါ်တော့ရမယ်ဆို defensive center back နှစ်ယောက်တက်လာရတယ်ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့မြန်နဲ့တယောက်ထားထားမယ်ဗျာတင်ပါတို့ဒါတယောက်ယောက်ခြံထားမယ်ကိုယ်လည်းမဆူပီမန်တွေတို့အဲ့ဒါက error တက်လာနိုင်တယ်လို့ကျွန်တော်ကဘာလို့ပြောလဲဆိုတော့လောလောဆယ်တော့ arsenal အဲ့ဒါကိုဘယ်သူမှမလုပ်နိုင်သေးဘူးဟုတ်ကဲ့ရှေ့မှာမြန်နဲ့လူနှစ်ယောက်သုံးယောက်ထားပြီးတော့ခေါင်းတိုက်ပြီးပြန်ကြလာတဲ့အလုံး counter ပောက်ခဲ့ရင်အဲ့ဒီစနစ်က တကယ်3-4ဝက်လောက်အဲ့လိုခံရင်အာဆင်နယ်အဲ့ဟာရက်သွားလိမ့်မယ်။မနစ်ကချန်ပီယံလိမှာဘယ်အသင်းလဲတော့ကျွန်တော်အသေးချာတော့အသင်းနာမည်တော့မေ့သွားပြီဒါပြောရင်လည်းအဲ့တော့ဒင်းလောက်ခဲ့ဘူးလေအဲ့အာဆနယ်ရဲ့ဒီကော်နာတွေကိုထိန်းချုပ်ဖို့ဆိုပြီးတော့သူတို့ plan strategy ဘာလုပ်လာလဲဆိုတော့သူတို့ကစားမတွေအားလုံး penalty area ပေါက်တယ်ဆင်းမခံတော့3-4ရောက်လောက်က offside ဒီအာဆနယ်ကွဲလဲစီးလောက်မှာပြန်နေရယူထားလိုက်ဟဲ့ဟုတ်တယ်ဟုတ်တယ်3-4ရောက်ချင်းဘယ်အသင်းလဲမသိကျွန်တော်မေ့သွားရင်အသင်းကအသင်းအသင်းပဲပြင်သစ်အသင်းလားမသိဘူးအဲ့မှာမိုနာကိုလားမမှတ်မိတော့ဘူးပေါ့နော် 3 4ယောက်လောက်လို့နေရာယူထားလိုက်ပြီးတော့အာဆန်ရဲ့ခံစစ်ラインကကစားမတွေအားလုံး area ဘောက်ကော်နာတို့ဒီ set speed လို့မှာ သွားပြီးနေရည်လို့မရဒီကစားမတွေထိမ့်ဖို့အတွက်က3-4ရက်လောက်ချန်ရဲအဲ့မှာအိုက်ပွဲမှာအာဆနယ်ဆက်စပီအဲ့လောက်ထိရောက်သွားတော့ဒီနှစ်တော့အဲ့လိုမျိုးတွေမလုပ်ပြောချင်တာတဖြည်းဖြည်းနဲ့ကိုရနာပြောသလိုပြိုင်ဘက်တီလဲဒါကိုပဲတောက်လျှောက်သွားနေရင်တော့အဖြေတစ်ခုတော့ရှာလာကြပါရှာလာလိမ့်မယ်ရှာလာလိမ့်မယ်အဲ့ဒါကျွန်တော်ထင်တယ်ဖြစ်လာလိမ့်မယ်အဲ့ဒါအီးကအဖြေတော့မဟုတ်ဘူးညာသေးလားအဲ့တော့ open အဲ့အချိန်ကျရင် open play ကနေပြန်သွင်းပြပါလိမ့်မယ်ဒါအာဆနယ်ကဘာလို့ကျွန်တော်အာဆနယ်ကလောဆက်ကဟို down စေအောင်ကောင်းနေရဆိုတော့လေသိပြောစရာမရှိဘူးဖြစ်နေတာပေါ့နော် quick save ဆိုအာဆနယ်ရဲ့ပွဲမှာ ဒီ short target အချိန်ပဲရှိခဲ့တယ်ဒါပေါ့ဒါလည်းထိထိရောက်အလောက်ကြီးတွေလည်းမဟုတ်ဘူးပေါ့နော်ဒါမျိုးပြောချင်တာဟိုအရန်ယူ solid defense ဖြစ်လာတယ်ခုနကပြောလို့ဒီခန်စစ်ကပဲအောင်မြင်မှုတွေ champion ဆုတွေကိုရှာပေးနိုင်တာပေါ့နော်အဲ့ဒါကိုတော့ကျွန်တော်ကလည်းဟိုလက်ခံတယ်ပေါ့နော်အဲ့တော့ဒီရာသီမှာဒီတိုင်းဆိုရင် Arsenal ရဲ့ဒုက္ခရောက်နိုင်တဲ့အချိန်က champion league ဒါ quarter semi ရောက်လာတဲ့အချိန်ချုံထွက်တွေရောက်လာတဲ့အချိန်ဒီအဲ့ဒါကြောင့်တို့တို့ဒီ premier league ကိုကျွန်တော်အမြင်ရဆိုစောစောစီးအပြတ်ဖြတ်ထားလို့လို့ ါတို့မှာလောဆယ်ဖိအားကင်းနေပြီဆိုတော့ဒီအပြက်ဖြတ်ထားဆိုတာဒီထက်များတဲ့အမှတ်တွေအခု9မှတ်6မှတ်ဖြတ်ထားတဲ့ဒီ Man City တို့ Liverpool တို့ United တို့ကိုပေါ့နော် ဖြတ်ထားရဲဆိုတာဒါတွေထပ်ပြက်အောင်ဖြတ်ထားနိုင်သွားပြီဆိုရင်ဒီ Champion League မှာပိုတော့အာရုံစိုက်လို့ရသွားပြီဒီမှာလေကျွန်တော်အမြင်ပြောရရင်ဒါက personal အမြင်ပါကျွန်တော်တယောက်ရဲ့ public အမြင် Champion League ကတဆင့်ချင်းသွားတာဖြစ်တဲ့ဒီကြောင့်တဆင့်ချင်းမှာနောက်တစ်ဆင့်မှာဘယ်သေးနဲ့တွေ့မယ်ဆိုတော့နောက်ပိုင်းတော့တဖြည်းဖြည်းချင်းမဲခွဲရင်တော့ကြိုသိရတယ်ရှီကောင်းရှိနေတချို့ကလည်းကြိုမသိရဘူးသူ့ဆင့်နေရ ဒါကန်နဲ့လည်းဆိုင်နေပေါ့လေကိုကအသင်းကြီးနဲ့တွေ့ရင်တော့လည်းခတ်နိုင်တယ်ပွဲချက်နဲ့တွေ့ရင်ပဲအသင်း6နဲ့တွေ့ရင်တော့ပွဲမချက်ဘူးပေါ့လေအချန်ပီယံလိကကန်တီကန်မှာဘာမှပြောလို့မရအောင်တပွဲချင်းတွေသွားနေရတယ်တပွဲလိုပုံစံတော်နာမန့်ဆန်တယ်အဲ့တော့ပရီးမီးယားလိမှာကတရာဒီလုံးမာရသွန်ပြေးနေတဲ့ပုံစံမှာအသင်းရဲ့ squad တက်လည်းကောင်းနေပြီဒီရာဒီမှာအခြေအနေအားလုံးလည်းရှိနေတယ်အသင်းရဲ့သွားနေတဲ့ strategy တွေရောယုံကြည်မှုတွေလည်းအရန်အားကောင်းနေတယ်လီဗာပူးလိုမန်စီးတီးလိုကိုယ်တိုင်အားနေပြီးတော့ဒီရာဒီမှာအမားတွေပုံများလာတဲ့အချိန်တွေမှာပရီးမီးယားလိကဒီနှစ်ရဖို့အချိန်တွေကောင်းဆုံး ်အာဆနယ်နဲ့အာဒီဒါဒီနှစ်မှမရရင်ပရီးမီးယားလိနောက်10ဆုနှစ်တစ်ခုနောက်10ဆုနှစ်လောက်အတွင်းမှာပြန်ရဖို့တတော်ခတ်သွားနိုင်တယ်ဆိုတော့အချိန်ဒီမှာဒီအာဒီမှာတော့ပရီးမီးယားလိကိုသူတို့ဦးစားပေးတယ်လို့ကျွန်တော်ထင်တယ်ချန်ပီယံလိကိုလည်းမကန်နဲ့မဟုတ်ဘူးကန်ပရီးမီးယားလိကိုပိုဦးစားပေးတယ်ချန်ပီယံလိရှုံးထွက်စစ်နေဝင်လာတဲ့အချိန်မှာကိုနေနာပြောသလိုပဲဗျာများတော့မှာပဲဒါလာလာတော့မှာအဲ့အချိန်ဒီမှာအာဒီဒါတခုခုဆုံးဖြတ်ရလိမ့်မယ်ပရီးမီးယားလိကိုကျွန်တော်တို့ပိုတောင့်တင်းတဲ့ ဦးစားပေးသင့်တယ်ကစားသင့်တယ်နဲ့ချန်ပီယံလိမှာပရီးမီးယားလိကတချို့ကစားမတွေကိုထက်၁၁ယောက်ထဲကတချို့ကစားမတွေရဲ့အရန်ကစားမတချို့ရဲ့ညှက်ပြီးတော့ချန်ပီယံလိမှာသွားသင့်တယ်ချန်ပီယံလိကအောင်မြင်ရင်လည်းအောင်မြင်မယ်မအောင်မြင်လည်းမအောင်မြင်ဘူးဒါပြဿနာမရှိဘူးဒီအာဒီမှာပရီးမီးယားလိကအာဆင်နယ်ပိုနီးစက်တယ်လို့ခံစားလို့အာဒီတာနေနဲ့နှစ်ခုနဲ့တစ်ခုရွေးပါဆိုရင်တော့ကျွန်တော်တို့အဲ့လိုလေးဖြစ်စေချင်တယ်ဒါကကိုယ့်ရဲ့ဖြစ်စေချင်တဲ့အမြင်လေးပါဟုတ်အဓိကကတော့နော်အားနေချက်တစ်ခုရှိနေတာကအသင်းရဲ့ squad depth မှအရန်ကောင်းနေပြီးတော့3နေ200 3 3နေအကုန်ရှိရပေါ့နော်ဟုတ်တယ်တခုမရှိဘူးဖလားမရဘူးအတွေ့အကြုံအတွေ့အကြုံဖလားရခံနေမှာဘလို့ထိန်းရမလဲဟုတ်တယ်ဖလားရမှုအချိန်တင်တဲ့အချိန်မှာဘလို့လေးတော့လှည့်လိုက်ရမလဲဆိုတော့ PR နဲ့အဲ့အဲ့အဲ့ဟာကိုလေရင်ဆိုင်နိုင်မဲ့အချိန်မှာကျွန်တော်စောင့်ကြည့်နေတာဒီကကစားသမားတွေချန်ပီယံရနေကြ ဟုတ်ကစားသမားတွေမဟုတ်ဘူးပေါ့နော်အဲ့ဒါလေးကတော့နည်းနည်းလေးပေါ့နော်စိုးရင်စရာရှိရလို့ကျွန်တော်ထည့်ပြောချင်တယ်အဲ့တော့ဒီဘွဲမှာတော့ကျွန်တော်ပြောတာတော်တော်စုံဝါးခွေဆယ်ပဲလစ်နဲ့မှာအာဆင်နယ်ကိုဘာလို့ကျွန်တော်တော့အကောင်းပြောနေဆိုတော့ခွေဆယ်ပဲလစ်ကအချင်းမဟုတ်လို့ရာသိတာမှန်တာပေါ့လုံးဝအခုမှနှစ်ပွဲပဲရှုံးသေးတယ်ဒီဘွဲမှာဒီဘွဲမှာအဲ့တော့အဲ့အသင်းကိုလုံးဝဗျာအဲ့လိုနိုင်ဘွဲတပွဲကိုပါတော်တော်လေးကောင်းကောင်းမွန်မွန်နဲ့ခက်စစ်ကလည်းဂုံးမပြရအဲ့အကြောင်းကျွန်တော်အဲ့လောက်ပြောနေရပါတော့ဒါမဲ့ပွဲတွေမှာလည်းအာဆင်နယ်ကတော့ကတိတ်တော့လေ ပြဿနာမရှိဘူး Brighton နဲ့ EFL ကကန်ရမယ် Burnley နဲ့ကန်ရမယ် Sparta Prague နဲ့ Champions League ကန်ရမယ် Sunderland နဲ့ကန်ရမယ်အဲ့တော့နောက်ဆုံးနောက်၄ဝက်လောက်ကလည်း AC ပဲဆိုတော့နောက်၅ဝက်မြောက်ကြမှာဒါ Tottenham Tottenham ဆိုတော့လည်းသူ့ဒါလောလောဆယ်တော့ရှင်နိုင်တဲ့အသင်းမဟုတ်ဘူးအဲ့တော့၅ဝက်စတိုက်လောက်ကတော့အဲရှင်နိုင်တဲ့အသင်းမဟုတ်ဆိုတော့ဒါသူတို့ရဲ့ Northland တာပြီးတော့ GN နေပေါ့နော် Tottenham ထားလိုက်ပေါ့အဲ့ဒါ away လို့ဆိုရဲဆိုတော့ ဒီအခြေအနေတော့မှာအာဆင်နယ်ရှေ့ဆက်ရောက်သွားအောင်မယ်လို့ကျွန်တော်ထင်နေတယ်။ International break မှာကစားသမားတွေထိုင်ရမရပါစေနဲ့လို့ပဲဒါပြောချင်တာပေါ့နော်။ကျွန်တော်ကတော့ကျွန်တော်အာဆင်နယ်ချန်ပီယံပြေးလန်းကလက်ရှိအချိန်မှာအားကောင်းလွန်းနေကျွန်တော်အနေနဲ့တော့တော်လေးကိုဒီရာသီမှာချန်ပီယံဖြစ်မယ်လို့ယုံကြည်နေလို့ပဲကျွန်တော်ပြောချင်တယ်ပေါ့နော်။အဲကျွန်တော်ပြောတာများတော့ဆိုတော့နောက်ပွဲကြောင်းမှာဆက်ပြောကြတာပေါ့။ဟုတ်ကဲ့ပါ။ဟုတ်ကဲ့ပါဒါကျွန်တော် Sports Corner ရဲ့ review စီစဉ်ဖြစ်ပါတယ်။ညီကိုတို့အားလုံးလည်း နှစ်သက်ကြလိမ့်မယ်လို့ထင်ပါတယ်အာဆင်နယ်အသင်းဒီနှစ်ချန်ပီယံဖြစ်မဖြစ်ကတော့ကျွန်တော်နာမဲ့ပွဲစီတွေမှာလည်းယူဆိုင်ဆက်လက်ပြီးတော့စောင့်ကြည့်အောင်မှာဖြစ်ပါတယ်အဲ့တော့ကြည်ပေးခဲ့တဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်ဗျာ